ုတိယကကိုယ်ရေးကိုယ်တော်အောင်မြင်မှု လုပ်ငန်းခွင့်အောင်မြင်မှုငွေကြေးအောင်မြင်မှုဒီသုံးခုပေါင်းနိုင်မှအဲ့လိုကြီးတယောက်ကပြည့်ပြည့်စုံတဲ့ဘဝတစ်ခုရတစ်ဖက်ဖက်မှာလွတ်နေရင်လစ်ဟာနေရင်အဲ့ဒီ life ကိုမရနိုင်မရနိုင်ဘူးပေါ့နော်အဲ့တော့ financial ရအဆင်ပြေပြီးတော့ personal ရမဆင်မပြေတာဥပမာကျမ်းမာရေးမကောင်းတာလူမကျမ်းမာတာစိတ်မချမ်းသာတာအဲ့ဒါမျိုးဆိုလဲအဲ့ဒါအဆင်ပြေမှာမဟုတ်နောက်တစ်ခုက professional ရအောင်မြင်ပြီးတော့ဟာလား ဟိုတစ်ဖက်မှာ personal life မှာမအောင်မြင်လဲအဲ့ဒါအောင်မြင်မှာမဟုတ်ပတ်သက်မရှိရင်လည်းအဆင်ပြေမှာမဟုတ်အဲ့တော့အဲ့၃ခုကပေါင်းဆက်နိုင်မှာပဲဒါအဆင်ပြေမယ်ပေါ့နော်60နေချတဲ့အခါမှာဒီဘယ်အပိုင်းတွေကိုဘယ်အစိတ်အပိုင်းတွေကို60နေချကြမှာလဲဆိုတော့60နေ၅ပိုင်းချပထမတစ်ခုက financial နဲ့ပတ်သက်တဲ့ goal financial နဲ့ပတ်သက်တဲ့ကိုနောက်တစ်ခုကဒါ business goal ဆိုရင်လည်းဟုတ်တယ်ပေါ့စီးပွားရေးလောက်တာဒါ financial အတွက်ပဲလောက်ကြတာဆိုတော့ financial goal ဆိုလည်းဟုတ်တယ် business goal ဆိုလည်းလောက်တယ် business မလောက်သေးတဲ့လူတွေကလည်းဘယ်လိုပဲဖြစ်ဖြစ်ကကို့မှာဝင်အဝင်ငွေထွက်ငွေဆိုတာတော့ရှိကြမှာပဲအဲ့တော့ဝင်ငွေမရှိရင်တော့တေချာပေါက်ကတော့ထွက်ငွေဆိုတာရှိမှာပဲသိလားထွက်ငွေစားရှိမှာပဲနော်အဲ့တော့ financial goal business goal ဆိုတဲ့ဟာတခုထားမယ်အဲ့ဒါဒီဘာအတွက်လဲဆိုတော့ financial success ဖြစ်ဖို့အတွက်နဲ့ professional success ဖြစ်ဖို့အတွက်ကိုတတ်မှတ်ထားတာဖြစ်တယ်ဒီ goal က နောက်တစ်ခုကကြတော့ spiritual goal spiritual goal ဆိုတာတနည်းအားဖြင့်ပြောရင်ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ goal ပါပဲ spiritual စိတ်ဝိညာဉ်စိတ်ဝိညာဉ်လို့အဓိပ္ပာယ်ပြန်အဲအဲ့တော့ဘာသာရေးဆိုင်ရာ goal လို့လည်းပြောလို့ရတယ်အဓိကတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ goal အဲ့စိတ်ချမ်းသာဖို့ထားရမယ့် goal ကိုပြောတာစိတ်ချမ်းသာဖို့ထားရမယ့် goal အဲ့အဲ့ဒါလေးတွေသတ်မှတ်မယ်နောက်တစ်ခုကကျန်းမာရေးနဲ့ပတ်သက်တဲ့ goal လေးတွေသတ်မှတ်မယ်နောက်ပညာရေးနဲ့ပတ်သက်တဲ့ goal ကိုသတ်မှတ်မယ်နောက်တစ်ခုက relationship နဲ့ပတ်သက်တဲ့ goal ကိုသတ်မှတ်မယ် အဲ့ဒါအားလုံးရဲ့ရည်ရွယ်ချက်တည်ခုနပြောခဲ့တဲ့ financial success ဖြစ်ဖို့ရယ် personal success ဖြစ်ဖို့ရယ် professional success ဖြစ်ဖို့ရယ်ဒီ၃ခုပေါင်းစပ်နိုင်ဖို့အတွက်ဒီ goal တွေကိုချတာအဲ့တော့အားလုံး financial goal နဲ့ပတ်သက်ပြီးတော့၃ခုချပြီးပြီလား၃ခုချထားပြီးပြီလားချထားဖို့လိုအပ်တယ်နော်အဲ့တော့ goal setting ချတဲ့အခါမှာလေအတိအကျဖြစ်ရမယ်သိလားတိုင်းတစ်ထောင်လိုချင်တယ်ဆိုရင် အဲ့ဒီသိန်းတထောင်ကတလတလကိုသိန်းတထောင်လိုချင်တာလားတစ်နှစ်လုံးနေသိန်းတထောင်စုမိချင်တာလားသိန်းတထောင်ကအမျက်ငွေလားဝင်ငွေလားရောင်းရငွေလား net profit လားအတိအကျသိရမယ်ဒီလားဟောပတ်စံနေအများကြီးလိုချင်နေဆိုတာအဲ့ဒါလုံးဝရမှာမဟုတ်နော်ပတ်စံနေအများကြီးကအဲ့ဒါရမှာမဟုတ်အဲ့တော့ပတ်စံဘလောက်အတိအကျလိုချင်နေအဲ့ဒီဟာမျိုးဖြစ်ရမယ်တစ်နှစ်အတွင်းနော်တစ်နှစ်အတွင်းတစ်နှစ်အတွင်းဘလောက်စုမိချင်နေအဲ့ဒါမျိုးရတယ် ဒီနှစ်ထဲမှာစနလပိုင်းရောက်ရင်တလောက်ဝင်ငွေတလောက် income ဘယ်လောက်ဖြစ်ရမလဲတလောက် profit ဘယ်လောက်ဖြစ်ရမလဲအတိအကျဖြစ်ရမလဲနော် goal setting ဒီတိကျဖို့အရန်အရေးကြီးဒီမတိကျရင်ရဖို့ရခိုင်းတော့နည်းတယ်နော်အဲ့တော့ i financial နဲ့ပတ်သက်တဲ့ goal တွေချပါပြီးတော့နောက်တစ်ခုကိုက business ကိုလုပ်နေရဆိုရင်လေကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဒီတနာကို profit ဘယ်လောက်ဖြစ်တဲ့လုပ်ငန်းဖြစ်ရမလဲဒါမှမဟုတ်ကိုယ့်လုပ်ငန်းဒီဘယ်လောက်တန်တဲ့လုပ်ငန်းဖြစ်ရမလဲဒီတစ်နှစ်အတွင်း ဆိုတာမျိုးနဲ့သတ်မှတ်သတ်မှတ်ပြီးချလို့ရတယ်နေလားအဲ personal finance နဲ့ပတ်သက်ပြီးလဲချလို့ရတယ် business နဲ့ပတ်သက်ပြီးချမယ်ဆိုလဲရတယ်နောက်နောက်တစ်ခုကကြတော့ဒီဒီ collagen နဲ့ဒီ financial နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်အဲ့ဒါကြီးနဲ့လဲ goal ဒီထဲမှာတစ်ခါလဲထည့်ပြီးချလာလို့ရတယ်အဲ့တော့တိကျဖို့တော့လိုအပ်တယ်အရေးကြီးတာတိကျနောက် spiritual goal နဲ့ပတ်သက်ပြီးကြတော့အဲ့တော့ဘုရားဘာသာရေးမှာဆိုရင်အမြင့်ဆုံးပန်းနိုင်ရှိရဲ့အဲ့ဒါပါလေနိဗ္ဗာန်လေနိဗ္ဗာန်ချမ်းသာရပါပါလို့ဤရပါပါလို့ဤတရားထုတရားမြတ်ရရပါလို့ဤအဲ့ဒါရှိလိမ့်မယ်ဟုတ်လား အဲ့ကိုကိုဒီထက်ပုံပြီးမိမိမမထားခြင်းနဲ့ပန်းနိုင်ရှိရဆိုရင်လေဟိုသောတာပန်ဖြစ်ဖို့အတွက်ဖြည့်ရထားတာမျိုးသောတာပန်ဖြစ်ရပါလို့ဤသောတာပန်ကနေပြီးတော့တရားခံဖြစ်ရပါလို့ဤအဋ္ဌိတတ်လို့ရဖြည်းဖြည်းချင်းကိုယ့်ရဲ့ goal တွေကိုချပြီးတော့ဒီ spiritual နဲ့ပတ်သက်တဲ့ goal ကိုသွားတာမျိုးဒီလားအဲ့လိုသွားတာမျိုးပေါ့နော်အဲ့တော့ဒါလေးတွေကဒါ spiritual goal နဲ့ပတ်သက်ပြီးကိုယ်အနေနဲ့ကိုယ့် life မှာ၃ခုလောက်သတ်မှတ်ထားသတ်မှတ်ထားတဲ့အဲ့တော့စိတ်ချမ်းသာမှလည်းဖြစ်ပါအောင်နော် အဲနောက်တစ်ခုကဘာလဲဆိုတော့ကျမကြီးနဲ့ပတ်သက်တဲ့ goal ဒါကတော့ပေါင်ချိန်ကြီးပေါင်ချိန်ကြီးအဲလူတစ်ယောက်မှလေအရက်နဲ့ဟိုကိုရှိရမယ့် size နဲ့ကိုယ့်ကိုအဲ့ဒါရှာကြည့်လိုက်အဲ့ဒါရှိတယ်ထေးလားကိုအရက်နဲ့ကိုရှိရမယ့်ပေါင်ချိန်နဲ့ရှာကြည့်လိုက်အဲ့ဒါရှာတွေ့လိမ့်မယ်အဲအဲ့တော့ကိုကဝါနေရလားဝါနေရင်ရှော့မယ်ပိန်နေရင်ဝါအောင်လုပ်မယ်ပိန်နေရင်အသားတို့အောင်လုပ်ဟုတ်လားအစီတို့အောင်မအသားတို့အောင်မဟုတ်လားအဲ့ဒါလေးပြီးရင်နောက်တစ်ခုက healthy lifestyle ဖြစ်တဲ့လူတယောက်လူတယောက်အဖြစ်နဲ့ကိုယ့်ကိုယ်ကိုဘယ်လိုဘယ်လိုမျိုး target တစ်ခုတိတိကျကျသတ်မှတ်ပါလဲ မပင်အောင်လုံးမယ်ဝါအောင်လုံးမယ်ကိုမဟုတ်ပေါင်ချိန်တိကြရည်ရမယ်ဘနက်ပေါင်ဟုတ်လားဘနက်ပေါင်တစ်နှစ်အတွင်းဘနက်ပေါင်ရှိတဲ့ဘသူဖြစ်ရမယ်အသားရည်ဆိုလေအသားရည်လက်ရှိထက်3ကလာဟလားလက်ရှိ3ကလာလေးရ level ဘလောက်ကိုတက်သွားခြင်းနဲ့3ကလာလေးရဘလောက်အဲ့3ကလာတက်ဖို့အတွက်ကိုဘာဒီလုပ်ရမလဲဆိုတဲ့ဟာမျိုးအဲ့ဒါလာမယ်နောက်မှဆက်လာအဲ့တော့အဓိကကိုအသားဖြူခြင်းနဲ့ဆိုလို့ရှိရင်လေအဲ့လိုအဲ့လို level နဲ့အတိအကျတော့ဖြစ်ရမယ်နော်သူကအသားဖြူခြင်းနဲ့မရအောင်တိကျဘလောက်ပမာဏဖြူခြင်းလား အဲ့တိကြနော်အဲ့တော့ health healthy နဲ့ပတ်သက်တာထည့်လို့ရတယ် beauty နဲ့ပတ်သက်တာထည့်လို့ရတယ်အမလေးအမဆိုအရင်ကလေတလောက်နှစ်ခေါက်လောက်ကဆေးကန်းရောက်အမြဲတမ်းရောက်တယ်အဲ့ MBA တက်ပြီးနောက်ပိုင်းမှာတလောက်နှစ်ခေါက်လောက်ကအာဆေးကန်းရောက်ဆေးကန်းရောက်အချိန်လုံးဆေးကန်းရောက်အစာအိမ်ဖြစ်အကျော်သေးသွင်းပုံမျိုးစုံနဲ့ရောက်တာဆေးကန်းအောင်လေအဲ့ဒါကိုလုံးဝဒီနှစ်ထဲမှာလုံးဝ healthy ဖြစ်တဲ့ကိုဖြစ်ဖို့အတွက်ဆိုပြီးတော့ target စထား အဲ့တာဂက်ဆက်ထားပြီးတော့အဲ့တာဂက်ထားတဲ့အတိုင်းပဲလောက်တာအဲ့မှာဆွဲတောက်ရတဲ့အဆိုင်စည်းပဲဆိုအကုန်အဲ့ဒါကြီးပြတ်သွားတယ်။အဲ့ဒါကြီးလုံးဝပြတ်သွား။အခုတော့ဟိုမျိုးတွေမှာ educational goal ဒီနှစ်ထဲမှာကိုတက်မဲ့တင်တယ်။ကိုကိုတက်မဲ့တင်တယ်။ကိုလေ့လာမဲ့ပညာရက်အဲ့ဒါလည်းပန်းနိုင်ရှင်အင်္ဂလိပ်စာလေ့လာမဲ့အဲ့ဒါ goal မဟုတ်ဘူးနော်။အဲ့ဒါ goal မဟုတ်။အင်္ဂလိပ်စာ intermediate ပြီးရမယ်။အဲ့ဒါ goal ။အင်္ဂလိပ်လိုတနာယီ presentation လုပ်နိုင်ရမယ်။ အဲ့ဒါ go အဲ့လိုဖြစ်ရအောင်အဲ့လိုဖြစ်ရအောင်ဟိုရုပ်ရှင်အင်္ဂလိပ် movie တွေကြည့်လို့ရှိရင်ဘာလာလာစာလမ်းမထိုးဘဲနဲ့နားလေပြီးကြည်နိုင်ရမယ်အဲ့ဒါမျိုးဆိုရတနှစ်တာမှာကိုပြီးမြောက်ခြင်းနဲ့ဟိုရလက်ရလက်တစ်ခုပါတဲ့တန်းနိုင်မှုဖြစ်ရမယ်မှာအင်္ဂလိပ်စာလောက်တာက education go မဟုတ် အင်္ဂလိပ်စာ intermediate ပြီးရမယ်ဒါမျိုး ဲ့ဒါမျိုးပေါ့နော်ပြီးရဲဆိုတာလဲကိုယ့်ကိုပြီးလို့မရအောင်နော် certificate တို့ဘာလို့ကိုင်းပြီးပြီးရမယ်ပြောတာ diploma တို့ဘာလို့ကိုင်းပြီးပြီးရမယ်ပြောတာဘွဲတခုခုရရမယ်ဒါမျိုးပြောတာအဲ့တော့အတိအကျတိုင်းတာလို့ရတဲ့ဘိုးမျိုးဖြစ်ရမယ်အဲ့တော့မကိုယ့်အနေနဲ့ဒီပညာရေးတခုကိုလေ့လာမယ်ဆိုအဲ့ပညာရေးတခုကိုကို level တခုထိတော့ရအောင်မယ် language လုံးနေ n2 n3 ဒါမျိုးနဲ့တိုင်းပြီးတော့ပြီးရမယ်အဲအဲ့လိုဖြစ်ရမယ်နော်အဲ့လိုဖြစ်ရမယ်နော်ဒါ education နဲ့ကိုပြီးနောက်ဆုံးတစ်ခုကကြတော့ဒါ relationship ကို အဲ relationship လို့ပြောရင် personal လည်းပါတယ်။ကောင်းလေးနဲ့ကောင်းမလေး relationship လည်းပါတယ်။မိသားစု family relationship လည်းပါတယ်။ဒီလား။အဲ့တော့ကိုမိသားစုနဲ့ပတ်သက်တဲ့ကိုဖြစ်ချင်တဲ့ goal ဒါပါရှိတယ်ပေါ့နော်။ကိုအတိအကျသတ်မှတ်ပေါ့။နောက်ကိုရဲ့ partner နဲ့ပတ်သက်ပြီးတော့နှစ်ယောက်အတူတူဖြစ်ချင်တဲ့ goal ဒါပါရှိတယ်ပေါ့နော်။အဲ့ FA လေးတွေတော့မပါဘူးဟဟာ FA လေးကိုကိုနဲ့ချစ်ချစ်နဲ့ပေါင်းပြီးတော့ဟိုပတ်စံလေးဘယ်လောက်စုကြမယ်လို့ပါတော့အဲ့ goal လေးတွေထားလို့ရတယ်ဒီလား အကူလေးထားလိုက်ရဟဲ့လား family ထဲမှာဆိုလို့ရှိရင်လည်းမိသားစုကိုဗာဖြည့်ဆည်းပေးမယ်အကူမျိုးလေးတွေထားလိုက်ရအတိအကျဖြစ်ရမယ်တိုင်းတာလို့ရမိသားစုကိုပြောအောင်ထားမယ်အကူမဟုတ်နော်အဲ့ဒါကူမဟုတ်အဲ့တော့တိုင်းတာလို့ရတဲ့အရာတခုပါမယ်တိုင်းတာလို့ရတဲ့အရာအဲ့ဒါပါမယ် okay လား okay လား goal setting ချမယ်နော် goal setting ချပြီးရင်ဘာလုပ်ရမှာလဲဆိုတော့လေအဲ့ goal setting တစ်ခုချင်းစီကိုပြန်ကြည့် financial goal ကိုပြန်ကြည့် ီ financial goal ကိုရောက်ဖို့အတွက်ငါဘာလုပ်ရမှာလဲအမေကုန်းပြန်မေးဒီ education goal ကိုရောက်ဖို့အတွက်ငါဘာလုပ်ရမှာလဲအမအမစပြီးတော့ထွက်လာပြီသူက tax တွေကိုပြန်ပြီး breakdown ပြန်လုပ်လိုက်တာဟုတ်လား spiritual goal ကိုရောက်ဖို့အတွက်ငါဘာလုပ်ရမှာလဲအဲ့ဒါကိုလိုက်ချရည်ရမေးမှာအသေးစိတ်အသေးစိတ်ချရည်ရမအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ plan လို့ခေါ်တယ်ဟုတ်လား plan ဆိုရအောင်ဟိုကမင်းကတစ်နှစ်နေ3000ပြည့်ရမယ်တစ်နှစ်နေ3000ပြည့်ရမယ်ဆိုရင်အဲ့မှာ plan စဆိုရအောင် လန်ဆဆိုရမယ်။ဘာလုပ်တွေလုပ်ရမယ်။ဟို realistic ဖြစ်ရမယ်ကွာတိတာ။ realistic ဖြစ်ရမယ်။ကိုစ조사အထုတ်ပြီးတော့လေကိုရယူနိုင်ရမယ်။ဟိုဒီတိုင်းအိမ်မက်တတ်တတ်မဟိုစိတ်ကူးရင်နဲ့ဂိုးမျိုးအဲ့လိုမျိုးမဟုတ်။အမကိုတိန့်တရာတိန့်တထောင်ပြေဖို့အတွက်ဆိုလို့ရှိရင်ကို့အနေနဲ့မှာအမဆိုရင် YC တန်ပနတန်းဖွင့်ရမယ်။ coaching client ရဲ့ဘယ်နှယောက်လက်ခံရမယ်။အတိအကျအတိအကျဖြစ်ရမယ်။အဲ့တော့ coaching client ရဲ့ဟိုဒီနှစ်ထဲမှာအရောက်30ရှာမယ်ဆိုလို့ရှိရင်30ရှာမယ်ဆိုရင်အဲ့30ကိုမှပြန်ပြီးထပ်ပြီးတော့ break down ပြန်လုပ်ပြီးတော့တစ်လမှာဘယ်နှယောက်ရအောင်ရှာမှာလဲ။ အဲ့လိုပြန်ပိုင်းရတယ်အဲ့ဒါကိုပလန်လို့ခေါ်တယ်ဒီတေးပလန်ရှိရမယ်ဥပမာအာဒီနှစ်ရဲ့ကိုယ့်ရဲ့ကိုကဟိုပေါင်ချိန်30ချဖို့ဆိုလို့ရှိရင်ပေါင်ချိန်30ချဖို့ဆိုလို့ရှိရင်တစ်လောက်ဘယ်နှပေါင်ရအောင်ချအောင်ပါလဲဒါမှမဟုတ်3လနဲ့အပြတ်ချမှာလား4လ5လနဲ့အပြတ်ချမှာလား6လဆိုရင်6လဆိုရင်ဒါတစ်ရက်ကိုဘယ်နှပေါင်ချရမလဲဟုတ်လားအဲ့လိုအတိအကျတွက်ပြီးတော့အဲ့ဒါပလန်ဆွဲရမှာနော်မဟုတ်ရင်ဖြစ်မလားဒီလားမဟုတ်ရင် ဖြစ်မလားနော်ဂိုးဆက်တင်နေချတာပြီးတော့လေဂိုးဆက်တင်နေချတာပြီးတော့ဂိုးကတက်တက်ဒီလားဟိုပလန်နောက်တော့ AC ထွက်လာသူ့ကသူသူ့ကသူထွက်လာကြအကြောင်းမရှိကိုတိုင်းဆွဲရမှာကိုတိုင်းပြင်ဆင်ရမှာပေါ့နော်အဲ့တော့အဲ့ဒါလေးဒီ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 ဆွဲဖို့လိုတယ်ဆွဲထားပြီးပြီလားအင်ဇာပေးလိုက်တယ်နော်အမမှတ်မိတလားဆိုရင်မနေ့ကအင်ဇာပေးလိုက်မပြီးရလို့အခုဆွဲမယ်အခုဆွဲမယ်ထပ်မဆောင်နဲ့တတလုံးစောင့်ခဲ့ပြီးပြီတတလုံးအချိန်ကြီးဆွဲခဲ့ပြီးပြီအဲ့တော့အခုက the last minute ပဲ the last minute တခါလေးဆွဲမယ် I financial goal တထောင်ပြေဖို့တထောင်ပြေဖို့ဘာတွေလုပ်ရမလဲ education ကိုပြေဖို့အတွက်ဘာတွေလုပ်ရမလဲတခါတည်း plan နှင်းတကွာဆွဲမယ်အဲ့ဒါအရင်အကျန်း plan တော့အဲ့ဒါတော့ plan raw plan ပဲရှိသေးတာဒီလား plan အစ်စ်မဟုတ်သေး plan အကျန်းပဲရှိသေးတာအရင်ဆွဲပါအားလုံးဆွဲပါအဲ့ကျမ်းမိုင်းနဲ့ပတ်သက်ပြီးတော့ကိုချတဲ့ goal ကိုရောက်အောင်ကိုဘလို့ plan မလဲဘလို့ plan ဆွဲမလဲကိုလိုချင်တဲ့ relationship goal ကိုရောက်အောင်ကိုဘလို့ plan မလဲအဲ့ဒါအဲ့ဒါဆွဲ မကိုကိုရဲ့ကိုကကအဥမာမိသားစုပျော်ရွှင်ဖို့ထားပါတော့မိသားစုပျော်ရွှင်ဖို့ဆိုရင်အဲ့ဒါကအဲ့ဒါအဲ့မိသားစုပျော်ရွှင်ဖို့ဆိုတာဖြစ်အောင်ကိုဘယ်လိုလုပ်မလဲမအမမတို့မိသားစုမှာဆိုရင်ဒီတပတ်ကိုတရက်က family time ရှိတယ်တပတ်ကိုတရက်ပေါ့နော်တပတ်ကိုတရက် family time ရှိတယ်အဖေတစ်လှည့်သမီးတွေတစ်လှည့်အဲ့လိုတင်တာသွားစားကြတာမိသားစုတင်တာသွားစားကြတာဒါတမင်ငကောက်အချိန်ပေးထားတဲ့တရက်တမင်ငကောက်အချိန်ပေးထားတဲ့တရက်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးလေး ဒီနောက်မှာ education ဟိုကိုကို education goal ဆိုရင်လည်းကိုကဘာရှိရမလဲဒီလား learning plan ရှိရမယ်။အဲဒီနေ့ဆိုရမယ် learning plan ။6လစာ learning plan တစ်နှစ်စာ learning plan ရှိရမယ်။6လအတွင်းဘာစာအုပ်တွေဖတ်မယ်။6လအတွင်းဘာသင်တန်းတွေတက်မယ်။တစ်နှစ်အတွင်းဘာသင်တန်းတွေတက်မယ်။တစ်နှစ်အတွင်းဘာစာအုပ်တွေဖတ်မယ်။အဲ့တော့အမမအမရှိမှရှိတဲ့စာအုပ်အပုံဆိုအဲ့ဒါမှ6လအတွင်းအမဖြိုတဲ့အပုံ။ပြီးနောက်6လစာအတွက်ဆိုရင်နောက်6လစာဘာစာအုပ်တွေဖတ်မယ်။အဲ့တော့အမလေးစာအုပ်ဖတ်ရင်လည်း ဟိုလောဘတွေကြီးပြီးတော့တိလာငါလေတလောက်လေးအုပ်ဖတ်မှာတပတ်ကိုငါတအုပ်ဖတ်မှာလုတ်တက်ကင်တက်တယ်နော်အဲ့ဒါမလုတ်ကောင်းတိလာအဲ့မလုတ်ကောင်းကို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  analysis တေချာလုပ်ကြည့်ကိုရဲ့စာဖန်နှောင်းကတနာရီဘယ်လောက်ရှိလဲတေချာတွက်60နေနေရလေပြပြောချရင်လေအမကောက်ရုံးမိဖြစ်တယ်ဆိုတာအကြောင်းရင်းအဲ့ဒါပဲပြပြောချရင်အဲ့လိုဖြစ်မှာပဲအမအမရဲ့စာဖတ်နှုန်းဆိုတနာယူအမဆာမျက်က30နီးပါးဖတ်30လောက်ဒါ limit ပုံမှန် average ရှိတယ် ဲ့တော့တမျက်နာကိုတနာ ਈ စာဖတ်နှောင်းကစာရွက်30ဆိုရင်စာအုပ်300စာမျက်နာ300ပါတဲ့စာအုပ်ဆိုအမဘယ်နည်းဖတ်ဆယ်ရက်ဖတ်ကဟုတ်တယ်နော်ဆယ်ရက်ဖတ်တလမှာစာအုပ်300ပါတဲ့စာအုပ်မျိုးဆိုရင်အမတလကိုဘယ်နှအုပ်ဖတ်နိုင်လဲ3အုပ်ဖတ်နိုင်တယ်တရက်ကိုတနာ ਈ နှုံးနဲ့အမစာဖတ်မယ်ဆိုရင်တလအမ3အုပ်ဖတ်လို့ရတယ်တရက်ကိုစာမျက်နှာ30နှုံးနဲ့အဲ့လိုအတိအကျဖြစ်ရမယ်နော် ကိုကကိုတမနစ်ဟိုကိုကဖတ်တာမှာတနာယူ9ရက်တူတည်လားတနာယူ9ရက်တူတနာယူ6ရက်တူအာသမီးကတလောက်ဆောင်းလေးရုပ်ဖတ်မှာအဲမဖြစ်နိုင်ဘူးအဲမဖြစ်နိုင်အဲ့တော့ realistic ဖြစ်ကြမယ်တကယ်ကိုတကယ်ကိုလက်တွေ့ဆန်ရမယ်အဲ့ goal တွေကတည်လားအဲ့တော့ကို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 လုံနိုင်တဲ့ပမာဏနဲ့ကိုကိုကို analysis လုပ်ကြည့်မဗီဒီယိုကြည့်မယ်ဆို landing video ကြည့်မယ်ဆိုလဲမမမအခု landing လုပ်နေရဲ့ program တခုရှိရယ်အဲ့ program မှာဆိုရင်တော် video တစ်ဖြတ်ကို24မိနစ်လာမသိဘူးရှိတယ် အဲ့တော့ကိုကတရက်ကိုလမ်းနေအဝါ2နာရီပေးမယ်ဆိုရင်24မိနစ်နဲ့ဒီဒီတရက်ကိုဘယ်နှပုတ်ပြီးနိုင်လဲနည်းနည်းလေးကြောကြည့်ရင်ဘယ်နှပုတ်ပြီးနိုင်လဲအဲ့ဒါနဲ့ဒီ program ပြီးမဲ့အချိန်နဲ့တခါတည်းတိုင်းပြီးဆွဲရတာနော်တခါတည်းတိုင်းပြီးဆွဲရတာအဲ့လောက်ထိ detail ဆန်ရတယ်မဟုတ်ရင်ကောင်းရုံးပြီးဖြစ်မှာပဲဒီလားအဲ့လောက်ထိ detail ဆန်မှာရမယ်နော်အဲ့တော့အဲ့ဒါအတိအကျလုပ်ပါအဲ့ plan အတိအကျဆွဲပါအရေးကြီးတယ်တရားထိုင်မယ်ဆိုရင်လည်းအဲ့ဒီတိုင်းပဲ spiritual goal ဒါပုံတုံးနဲ့တိုင်ဖျားတတ်မယ်ဒါရည်ရလိုက်တာတခုပေါ့နော် နောက်ကိုယ့်အကိုဒီ affirmation လောက်တာတော့ပါလဲ spiritual ထဲမှာပါတရက်ကို15မိနစ် affirmation နှားထောင်းမယ်အိတ်ခန်ကြီး15မိနစ် meditation လုပ်မယ်အများကြီးမဟုတ်ကွာ15မိနစ်နဲ့စပြီးတော့မှကိုတိုးကျင်လဲတိုးဒီလားလူတွေကဆက်ဆချင်းဆိုရင်လေဟိုအရန်ဟိုမှာဟုံးဟုံးတောက် motivation နဲ့အကြီးကြီးရေးပလိုက်ကောပြီးရင်မလုံးနိုင်အဲ့လိုဖြစ်ကောအဲ့တော့ပထမခြေလှမ်းကအရေးကြီးတယ်တင်းငယ်ပါစေအောင်မြင်ဖို့အရေးကြီးတယ်ပထမခြေလှမ်းကအရေးကြီးတယ်ပထမခြေလှမ်းမှာ ground ရင်အဲ့ဒါတတလုံး ground နေမှာပဲ ပထမခြေလမ်းကိုနန်းနိုင်နေနေနဲ့လှမ်းနိုင်တဲ့ခြေလမ်းဖြစ်အောင်ကိုယ့်ကိုသတ်မှတ်ဖို့လိုတယ်။ Okay လား။ Okay လား။အဲ့တော့မေးမယ်နော်။ Go ရဲ့အနောက်မှာဘာရှိရမှာလဲ။ I go ကိုယူမဲ့ plan ရှိရမယ်။ Go ရဲ့အနောက်မှာ I go ကိုယူမဲ့ plan ရှိရမယ်။